မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆလင်းမြို့နယ်မှာရှိတဲ့လင်းစင်းနယ်မြေရဲစခန်းကိုဒေသခံကာကွယ်တပ်များကဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ18ရက်နေ့မနက်9:00ခန်းကဒေသခံကာကွယ်တပ်များဝင်ရောက်တိုက်ခိုက်ရာ တနအီကျော်ကြောင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပြခဲ့ပါတယ်။စခန်းသိမ်းတိုက်တာစခန်းမသိမ်းနိုင်ခဲ့ဘူးလို့ကြားရတယ်။စစ်ကောင်စီဘက်ကလေကြောင်းရောစစ်ကူရောပို့ပေးနေတယ်လို့ဒေသခံတို့ကပြောဆိုထားပါတယ်။အဲ့ဒီနယ်မြေရဲစခန်းမှာစစ်ကောင်စီတပ်သားအင်အား20ခန့်ရှိပြီးတော့ပြီးခဲ့တဲ့ AP လ17ရက်နေ့ကလည်းဒေသခံကာကွယ်ရေးတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့သေးတယ်လို့ဒေသခံတွေကပြောပြခဲ့ပါတယ်။အခုတိုက်ခိုက်မှုကိုမင်းဘူးခရိုင်တပ်ရင်းများနဲ့တခြားဒေသကာကွယ်ရေးတပ်များကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံတွေစီကသိရပါဗျ။၎င်းတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သားများထိခိုက်ကြဆုံးမှုကိုတော့မသိရသေးဘူးလို့ပြောဆိုခဲ့ပါဗျ။လင်းစင်းနယ်မြေရဲစခန်းဟာစလင်းမြို့ကနေပြီးတော့73မိုင်အကွာမှာရှိတဲ့လင်းစင်းရွာအနောက်ဘက်ချမ်းမှာတည်ရှိတယ်လို့သိရပါဗျ။အဲ့ဒီရဲစခန်းကို2023ခုနှစ်အတွင်းကလည်းဒေသခံကာကွယ်ရေးတပ်များကအချိန်ချင်းတိုက်ခိုက်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်အင်ကဘိုးရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့မုတ်ပလင်စစ်ဆေးရေးဂိတ်ကိုရန်ကုန်တိုင်းဘက်ကဖားနယ် ERO ညီနောင်များပူးပေါင်းစစ်ကြောင်းက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မေလ၁၈ရက်နေ့မှာအင်ကဘူကြီးရွာကိုစစ်ကြောင်းထုလာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့မုတ်ပလင်စစ်စေးရေးဂိတ်ကိုရန်ကုန်တိုင်းပြည်သူ့ကာကွယ်တိုက်ခိုက်ရေးအဖွဲ့တပ်ဖွဲ့၁တပ်ဖွဲ့၂ရန်ကုန်တိုင်း drone တပ်ဖွဲ့နဲ့ EAO ညီနောင်များပူးပေါင်းပြီးတော့ပြင်းအားမြင့်ဘုံဒီများနဲ့ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဗီဒီယိုထဲမှာတော့စစ်ခွေးတွေကိုထမ်းထုတ်သွားတာမျိုးတွေ့ရပါတယ်။စစ်ခွေးထိခိုက်ဒေဆုံးမှုကိုတော့တိတိကျကျသိရဖို့စုံစမ်းနေသေးပါ။မုတ်ပလင်စစ်စေးရေးဂိတ်ကို drone နဲ့ဘုံကျဲတိုက်ခိုက်တော့လက်နက်ကြီးလက်နက်ငယ်တွေနဲ့စစ်ခွေးတွေဘက်ကရန်တမ်းပစ်ခတ်တာတွေရှိတယ်။ ဒီကောင်တွေမှာတာဝန်အရသာလုပ်နေရတာထင်းနေစိတ်ဓာတ်တွေကတော့လုံးဝကြဆင်းနေပါပြီကျွန်တော်တို့တိုက်ခိုက်တာခံရပြီဆိုတာနဲ့ဂစင်ကလျားနဲ့ကိုထွက်ပြေးတော့တာပဲလို့ရန်ကုန်တိုက်ပတ်ကဖဆက်သွယ်ရေးနဲ့မီဒီယာတာဝန်ခံကပြောဆိုခဲ့ပါတယ်အင်းကပုတ်ကျေးရွာကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမေလ၁၈ရက်နေ့မနက်၁၀နာရီကျော်ကမှပြင်းအားမြင့်ဘုံဒီ၃လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အလားတူပဲမုတ်ပလင်စစ်စေးရေးဂိတ်ကိုလည်းညနေ၄နာရီခွဲခန့်မှပြင်းအားမြင့်တဲ့ဘုံဒီ၃လုံးနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးအကူအညီတောင်းနေတာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးခဲ့ကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာအတင်းအဓမ္မစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုန်းတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးခဲ့ကြပါအတင်းမတောင်းဆိုပါဘူးအထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီမြို့နယ်ညောင်ပင်ကွင်းရွာအခြေစိုက်တရင်ကနေပြီးတော့ထွက်လာတဲ့စစ်ကောင်စီတပ်သားများကိုမေလ၁၈ရက်နေ့မနက်ပိုင်းကပျောက်ကြားတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ညောင်ပင်ကွင်းရွာအခြေစိုက်တရင်ခမရ96တိကနေပြီးတော့ခြေချင်းထွက်ခွာလာတဲ့အင်အားတရာဝင်းကျင်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကိုလဲတောင်ရွာအနီးမှာဒေသခေါ်မကြီးကုန်းရွာအနီးမှာ စတနာရီဝဲဝင်းကျင်ကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလိုတိုက်ခိုက်တဲ့အချိန်မှာစစ်ကောင်စီဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီးတော့နှစ်ဖက်ပစ်ခတ်မှု10မိနစ်ဝင်းကျင်ဖြစ်ပွားခဲ့တယ်လို့အဖွဲ့တာဝန်ခံကပြောဆိုခဲ့ပါတယ်။ကျွန်တော်တို့ကစစ်ကြောင်းထွက်လာတဲ့တရင်ရလို့စောင့်ပြီးတော့တွားတိုက်တာဗျ။အဲ့ဒီစစ်ကြောင်းမှာကတပ်မိသားစုဝင်တွေနည်းနည်းပါလာတယ်။တနေရာကိုပြောင်းရွှေ့မဲ့ပုံပဲလို့တာဝန်ခံကပြောဆိုခဲ့ပါတယ်။အခုပျောက်ကြားတိုက်ခိုက်မှုဟာစစ်ကောင်စီတပ်သားတို့ပွဲချင်းပြီးတိုက်ဆုံခဲ့ပြီးတော့ပြည်သူကားကွယ်ရဲဘော်တွေကတော့အထီးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ တောင်ပန်ဒီအဖွဲ့တောင်ဝင်ခံရဲ့ပြောပြချက်အရသိရပါတယ်ပြီးခဲ့တဲ့မေလ23ရက်နေ့နဲ့24ရက်နေ့တွေမှာလဲတိန်တော်ရွာစစ်ကောင်စီတပ်စခန်းကနေညောင်ပင်ကွင်းရွာတရင်ခမရ961ကိုဥတီပြီးတော့ထွက်ခွာလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကနေပြီးတော့၃ချိန်ဇက်တိုက်ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီတပ်သား၃ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ဘိတ်ခိုင်ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်းတစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ပူတာအုံမြို့နယ်စွန်ဘီရန်ကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီကဝင်ရောက်စီးနှင်းပြီးတော့နေအိမ်များကိုမိရှုဖျက်ဆီးကပြည်သူများအလုံးဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် မေလ၁၈ရက်နေ့မနေ့ပိုင်းမှာစွန်ဘီရန်ကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီကတနံများပစ်ဖောက်ပြီးတော့ဝင်ရောက်စီးနှင်းပြီးပြည်သူပိုင်နေအိမ်များကိုမိရှို့ဖျက်ဆီးကကျေးရွာအတွင်းမှာရှိတဲ့ပြည်သူများရဲ့အိမ်မွေးတရိတ်ဆန်များကိုလည်းတပ်ဖြတ်စားတောက်နေတယ်လို့သိရပါဗျ။စွန်ဘီရန်ကျေးရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကတနက်ဖောက်ပြီးတော့ဝင်ရောက်စီးနှင်းတော့ပြည်သူတွေကထိတ်လန့်ကြောက်ရွံ့နေကြပြီးတောတွေတောင်တွေထဲမှာရှောင်တိန်နေကြရတာစစ်ခွေးတွေကပြည်သူတွေရဲ့အိမ်မွေးတရိတ်ဆန်တွေကိုတတ်စားပြီးတော့အိမ်တွေကိုလည်းမိရှို့ဖျက်ဆီးနေတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်နတ်တောင်မော်ကြေးရွာကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter လေယာဉ်နဲ့မေလ18ရက်နေ့နေ့လယ်2နာရီကစပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးညနေ4နာရီကကျဲချခဲ့တဲ့ဘုံနှလုံးကြောင့်အရတားပြည်သူ9ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နတ်တောင်မော်ကျေးရွာနဲ့လင်းတီကျေးရွာတို့အနီးမှာမေလ16ရက်နေ့မနက်ကစပြီးတော့တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကျေးရွာများတဲ့ကိုစစ်ကောင်စီကအရက်သားကျေးရွာများအားဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်ဒေဆုံးရခြင်းဖြစ်တယ်လို့သတင်းရင်းမြစ်တဦးကပြောပြခဲ့ပါတယ်။လင်းတီ၊ရွှေလီ၊နတ်တောင်မော်ကျေးရွာတွေအနီးမှာတိုက်ပွဲတွေကဖြစ်နေကြတယ်။ဒါပေမဲ့ကျေးရွာတွေထဲမှာတော့မဖြစ်ကြဘူးလေ။အဲ့ဒါကိုစစ်ကောင်စီကအရက်သားတွေနေတဲ့ရွာတွေကိုတမင်ဘုံကျဲတိုက်ခိုက်ခဲ့တာနာမည်နဲ့အသက်ကိုတော့မသိရသေးဘူးပွဲချင်းပြီးတေတာက9ဦးဒဏ်ရာရတဲ့သူက3ဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေကသွားတယ်တော့လမ်းမှာတည်ဆုံသွားတယ်ဒဏ်ရာရတဲ့သူတွေကိုညနေ9နာရီလောက်မှာသွားတယ်ကြတာတိုက်ပွဲကတော့ဖြစ်နေတော့မယ်လို့ပြောဆိုခဲ့ပါတယ်တန်တွဲမြို့နယ်တထေးရီအားလျက်စစ်စီမံကိန်းအနီးရွှေလေတိုက်နယ်တဝိုက်မှာ အရခတ်တက်တော် AA နဲ့စစ်ကောင်စီတက်တို့ဟာ AP လ22ရက်နေ့ကနေစပြီးတော့တိုက်ပွဲတွေဖြစ်နေတာဟာဒီကနေ့အချိန်ထိကိုဖြစ်တယ်လို့သိရပါဗယ်မေလ14ရက်နေ့မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့တဲ့လင်းတီကျေးရွာကိုတန်ရွဲမျိုးအဝင်ဘာရန်တောင်စစ်ကောင်စီတက်ကလက်နက်ကြီး၅လုံးထက်မနည်းပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်အရဲသားပြည်သူ10ဦးသေဆုံးခဲ့ရပြီးတော့3ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗယ်တထေးရေအားလျက်စစ်စီမံကိန်းတွေကအမြင့်ဆုံးတောင်တစ်ခုမှာစစ်ကောင်စီကအမြောက်များနဲ့တက်ဆွဲထားပြီးတော့ AA ကထိုးစစ်ဆင်တိုက်ခိုက်နေရာ အေကအသာစီးရနေပြီးတော့တိုက်ပွဲဟာတန်တွဲမျိုးအနီးကိုနီးကပ်လာပြီးဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်တန်တွဲဒေသခံတအူးကတိုက်ပွဲကတန်တွဲနဲ့နီးကပ်လာပြီးစစ်ကောင်စီကအရှုံးနေနဲ့ရင်ဆိုင်နေရပြီးတော့မျိုးအနီးကိုတဖြည်းဖြည်းနဲ့တပ်ပြန်ဆုတ်နေရတယ်။လင်းတီမှာတော့စစ်ကောင်စီတပ်သား200ကျော်ပိတ်မိနေတယ်။အဲ့ဒီနေ့ကစစ်ကောင်စီကလေရင်နဲ့ရိတ်ခါပို့တော့တိုက်ပွဲဖြစ်တဲ့အချိန်မှာစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တာရိတ်ခါယူလာတဲ့လေရင်ရဲ့အနောက်မှာတိုက်ခိုက်ရေးလေရင်ပါလာတယ်လို့ပြောဆိုခဲ့ပါတယ်။၎င်းတိုက်ခိုက်မှုကြောင့်တန်တွဲမျိုးနဲ့ ကြေးရွာပေါင်း20ကျော်ကဒေသခံပြည်သူ1000ခွဲကျော်ဟာဘေးလွတ်ရာနေရာများကိုအိုးအိမ်တွေစွန့်ခွာပြီးတော့ထွက်ပြေးနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ